နစကရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငင်းကြဲရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကကျင်းပတဲ့ငင်းကြဲရေးဆွေးနွေးပွဲတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေဟာလက်ရှိမြေပြင်မှာတိုက်ပွဲဖြစ်နေတဲ့တနက်ကိုင်းအင်အားစုတွေမပါတဲ့အတွက်တကယ်အလုတ်ဖြစ်နိုင်မှုရှိမရှိအပေါ်စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားသုံးသပ်လျက်ရှိနေပါတယ်။နစကကဆွေးနွေးပွဲတွေပြုလုပ်ရမှာ NCA ထိုးထားတဲ့လက်နက်ကိုင်းအဖွဲ့တချို့ UEC မှာမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအင်းနီချင်းနိုင်ငံကကိုယ်စားလှယ်တွေနဲ့ တရင်းမီဒီယာတချို့တို့ကသာဖိတ်ခေါ်ကျင်းပလျက်ရှိတာပါမြေပြင်မှာတိုက်ပွဲဖြစ်ပွားနေတဲ့လက်နက်ကိုင်အင်အားစုတွေကိုနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့ဖိတ်ခေါ်ကံလန်ပြောဆိုမှုတွေရှိပေမဲ့လည်းသူတို့ပါဝင်နိုင်ရေးတစုံတရာလှုပ်ဆောင်တာမတွေ့ရပါဘူးလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေပါဝင်လာနိုင်ရေးဟာအခုနောက်ဆက်ကပြုတ်လုံနေတဲ့ဆွေးနွေးပွဲတွေကနေထွက်လာတဲ့ရလက်အပေါ်မှာမူတည်နိုင်ကြောင်းရင်းကြေးရေးပွဲတွေမှာအပြည့်တစုံတရာမထွက်လာပါကတိုက်နေတဲ့အဖွဲ့တွေဟာလည်းပို့ပြီးတော့ပါဝင်လာနိုင်စရာမရှိဘူးလို့ ရင်းချင်းလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါရယ်အခုလှုပ်နေတဲ့ဟာတွေဟာထွက်လာတဲ့ရက်လောက်ပေါ်မှာမူတည်ပါလိမ့်မယ်တကယ်လို့အခုလှုပ်နေတဲ့ဟာတွေကဒီအပေါင်းလက္ခဏာရက်လောက်ထွက်တယ်ဆိုလို့ရှိရင်ဒီတိုင်နေတဲ့လူတွေလည်းသူတို့လည်းဒီလိုလက်ပတ်ကြည့်နေပြန်မလို့ပါဘူးနော်တကယ်လို့အခုလောလောဆယ်အာငင်းချမ်းရေးဖိုရမ်တို့ဘာလို့လုပ်နေကြတော့မှ အဖြေကမထွက်ဘူးဆိုလို့ရှိရင်ဒါကဒီတိုက်နေတဲ့လူတွေကတော့ပူပါကြမရှိတော့ဘူးပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်ထင်တယ်သူတို့ဟာလေအဲဗမာပြည်ငင်းချမ်းကြီးကိုလိုလားတဲ့လူတွေပဲဘယ်တော့ပဲတိုက်တော့တကယ်လို့တို့ဗမာပြည်မငင်းချမ်းရင်မဖြစ်ဘူးဆိုလို့ရှိရင်လေတို့အဲ့လိုမြင်နေဆိုလို့ရှိရင်လေတို့ကပူပေါင်းပါဝင်လာကြမှာပါအခုလောလောဆယ်ကတော့ငါတို့မပါဘူး သွေးကြွေးမှာသွေးနွေးမရှိဘူးဆိုတာအခုလောလောဆယ်ကပြောအားအများကြီးရှိနေပြီတော့ဟုတ်ပြနော်အဓိကကဘာလဲဆိုတော့တိကျဥစ္စာရှိတယ်နီးတဲ့လူကိုပြောအောင်ထားပါဒါဆိုလို့ရှိရင်ဝေးတဲ့လူကလာပါလိမ့်မယ်လို့ပြောဒီနီးတဲ့လူတွေကိုပြောအောင်ထားတာကျွန်တော်တို့မတွေ့ရလိမ့်ဘူးပေါ့ပြနော်အဲအခုကိုထားတဲ့လူထားတဲ့ပုံစံမဖြစ်နေသေးတော့ အဲ့ဒီအချိန်ဒီမှာတော့ဝေးတဲ့လူကလာဖို့ခက်ပါလိမ့်မယ်လက်ရှိမှာနာဆာကအနေနဲ့ match လကပြုလုပ်ခဲ့တဲ့ peace.2025 ရဲ့နောက်ဆက်တွဲအနေနဲ့ peace forum 2025ကိုနေပြီးတော့မှဂျူလ25ရက်ကနေ28ရက်နေ့အထိ3ရက်ကြာကျင်းပကြပါတယ်အဲ့ဒီပွဲကိုနာဆာကဥက္ကဋ္ဌလည်းတက်ရောက်ခဲ့ပြီးထိုင်းအိန္ဒိယနဲ့တရုတ်တို့ကကိုယ်စလေအဖွဲ့တွေလည်းတက်ရောက်ခဲ့ကြတာပါနာဆာကဥက္ကဋ္ဌကလွှတ်တော်ပေါ်ပေါက်လာခါဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ချိန်မှာ က်နက်ဆွဲကင်ပြီးလူလားချက်တွေကိုတောင်းဆိုတာလူမျိုးဆွဲဒေသဆွဲကြီးမားစွာနဲ့မိမိတို့ရဲ့ဆန္ဒကိုလှုပ်ဆောင်ဖန်တီးနေတာဟာဒီမိုကရေစီနဲ့သွေးဖိနေကြောင်းပြောကြားခဲ့ပါတယ်။လူလားချက်တွေကိုလွတ်တော်အသီးသီးမှဆွေးနွေးဆုံးဖြတ်ဆောင်ရွက်အတည်ပြုသွားကြရမှာဖြစ်ကြောင်းလည်းသူကပြောပါတယ်။နှစကကပြုလုပ်တဲ့ဆွေးနွေးပွဲတွေဟာငင်းချမ်းရေးထက်သူတို့ရဲ့အာဏာတည်မြဲကြံ့ခိုင်ရေးအတွက်ဖြစ်ကြောင်းဒါကြောင့်သူတို့ကိုအပြစ်တိုက်ပစ်မဲ့အဖွဲ့တွေနဲ့စစ်ဆက်ဆွေးနွေးရေးမလုပ်နိုင်ခြင်းဖြစ်ကြောင်း တရုတ်မြန်မာအရေးလေ့လာသုံးသပ်သူဒေါက်တာလှကျော်စောကစီရင်တဲ့သတင်းဌာနကိုပြောပါရယ်စစ်ကောင်စီရဲ့ဟိုဟိုရည်ရွယ်ချက်ပေါ့နော်ဒီဟာတွေရဲ့ရည်ရွယ်ချက်ကအဓိကသူ့စစ်အာဏာရှင်စနစ်သူကင်လာတဲ့အာဏာကိုဆက်လက်ပြီးနိုင်ငံပေါင်းစုံကဆက်ကင်နိုင်မှုရည်ရွယ်ပြီးလုပ်နေတဲ့ဟိုနည်းလေးပါဟိုဘယ်လိုဖြစ်လဲလက်ဆက်ဆံတဲ့အခန်းဒါစစ်ကောင်စီမှလွတ်ထားမှာပေါ့နော်ဟိုမဆလာချက်ဘူနီဝင်းချက်တွေကလွတ်ထားတာ ဟိုနေဝင်လက်ညင်းညာရေးတွေပါလေခေါ်ဘူးလားနားဖာတော့မှာလေဒီလိုပဲတော့အပြစ်ခတ်ရဆဲရေးလုပ်ပြီးညင်းညာရေးဆွေးနွေးမယ်အပြစ်ခတ်ရဆဲရေးအဖွဲ့လေးနဲ့ဘာလုပ်တယ်ညာလို့ရောက်ဆောက်ပြောလာတာပဲเนาะအခုလဲစကောင်စီကပြောလာတာပဲအဲ့တော့သူတို့အစရည်ရဲ့ရက်ကွာဗမာပြည်ငင်းရမှုတည်ငြိမ်မှုလို့ပြောတာပေါ့သူစစ်အာဏာရှင်တွေဆက်ပြန်ခိုင်ရေးဆက်ပြီးတော့အာဏာဆိုင်ထားရေးတွေလုပ်တာဖြစ်တယ်။ဒါကြောင့်မို့သူက ုအနာရှင်ဆိုတဲ့သဘောသူစက်အပြတ်တိုက်ပြင်းနေတယ်လို့သူကမဆွေးနေတာ။အဲ့တော့ဟိုလူတွေကသူကသူ့အယိုးရင်းလေးတွေညှပင်းညှပင်းတော့ယူမဲ့လူတွေကြံပဲသူပေါ်ပြီးလုပ်နေတာပေါ့။လက်ရှိမှာမြမတက်မတော်ဟာမြမနိုင်ငံတော်လက်နက်ကင်တော်လိုင်းအင်အားစုတွေနဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိကမြောက်ပိုင်းဒေသမှာတော့တရုတ်ရဲ့ဩစာလှုံ့မှုကြောင့်တိုက်ပွဲတွေအထိုက်လျောက်ရောနေနေပါတယ်။ဒါပေမဲ့လည်းတခြားဒေသတွေမှာတိုက်ပွဲတွေပြင်းထန်လျက်ရှိနေတဲ့ကြားထဲမှာ နိုင်ငံရေးအကျပ်တဲတွေကျော်လွှားနိုင်ရင်နဲ့ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးဟုဆိုကာနတ်ဆက်ကက2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာအပိုင်းလိုက်ခွဲပြီးရွေးကောက်ပွဲကျင်းပမှာဖြစ်ကြောင်းရွေးကောက်ပွဲအနိုင်ရရှိတဲ့ပါတီကိုအနာလွှဲပြောင်းပေးရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်